ရုရှားပြည်ပနဲ့မပြိုင်ခင်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကြောင့်နမိတ်ပြကရှုံနှိမ့်ခဲ့ရတာလို့ယုံကြည်နေတဲ့ဆိုလင်ဦး Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ပြန်လည်လို့ជួសပါတယ်ဆိုလင်ဦးကတော့မြန်မာလူ့ဝိလက်ရွေးစင် ထိုးသမားတွေထဲမှာဆိုရင်ပရိသတ်ကြီးကိုအားရကျင်းနေရတဲ့ထိုးသမားတစ်ယောက်ဖြစ်စီပါတယ် ်ထိုးချက်တွေကအပြင်းထန်မိရအနိုင်ယူတတ်တာကြောင့်လဲတန်မဏိစိုးလင်းဦးဆိုပြီးတော့ချီးကျူးကြတာပါဒါပေမဲ့ဆိုလင်းဦးကအခုနောက်ပိုင်းမှာအရှုံးပွဲတွေသာဆက်လာခဲ့ပါတယ်။ဝမ်းနဲ့စာချုပ်ချုပ်ပြီးတော့စာထိုးတဲ့အချိန်ကစပြီးသုံးပွဲစလုံးမှာနိုင်ပွဲတစ်ပွဲမှမရှိသေးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ match လ9ရက်နေ့မနက်ပိုင်းမှာလည်းဆိုလင်းဦးကရုရှားပြိုင်ဘက် Cotton နဲ့ပွဲစဉ်တစ်ပွဲကို ရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အနိုင်ရရှိမလားလို့ပရိသတ်တွေကမျှော်လင့်ကြတဲ့စောင့်ကြည့်ကြပေမဲ့လည်းအဲ့ဒီပွဲမှာဆိုလင်းဦးကရှုံးနေသွားခဲ့ပြန်တာပါတုံးပွဲစက်တိုက်ရှုံးနေနေတဲ့အတွက်ပရိသတ်တို့ကသူ့အပေါ်မှာအားမလို့အားမရဖြစ်နေကြပါတယ်ဒါပေမဲ့ဒီပွဲမှာဆိုလင်းဦးကအသာစီးအရှုံးပေးလိုက်ရတာမျိုးမဟုတ်ပါဘူး သုံးချီလုံးမှာသူ့ဘက်ကနေထိုးနိုင်သလောက်ခုခံပြီးတော့ထိုးနေခဲ့တာပါထိုးချက်တရားလည်းပြင်းပြီးတော့အပြိုင်ဆိုင်ဖြစ်နေခဲ့တာမို့ပြိုင်ပွဲကကြီးလို့အရန်ကိုကောင်းခဲ့ပါတယ်ဒါပေမဲ့အလေးမထိုးနိုင်တဲ့အတွက်ဆိုးလင်းဦးကအမှတ်နဲ့ရှုံးနေသွားတာဖြစ်ပါတယ်ဆိုးလင်းဦးကအခုလိုရှုံးနေသွားရတဲ့အတွက်သူကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေတာပါအခုလိုရှုံးနေသွားတဲ့အပေါ်မှာသူ့အနေနဲ့အယုံကြည်မှုတချို့ကလည်းရှိလို့နေတာဖြစ်ပါတယ်ဆိုးလင်းဦးကပြိုင်ပွဲကိုစမပြိုင်ခင်အချိန်မှကလေးက ရှုံးမမယ်လို့ခံစားချက်တရားဖြစ်နေကြတာပါပြန်ဝဲပြန်ဖို့အတွက်ဝိတ်တီစစ်ကြရတဲ့အချိန်မှာဆိုလင်ဦးကတန်းမဝင်တဲ့အတွက်အခက်တွေ့နေကြတာပါဝိတ်ချင်းကတန်းဝင်ပြီမဲ့လဲ hydration test ကမအောင်မြင်ပဲဖြစ်နေကြတာဖြစ်ပါတယ်။အချိန်၃နာရီပေးပြီးတော့စစ်ပေမဲ့လည်းဘလို့ပဲစစ်စစ်ရေထက်ကမပြည့်နေပါဘူး။ရေတွေတောက်ပြီးစစ်တဲ့အချိန်မှာ weight ကကျော်လွန်သွားတာမျိုးတွေနဲ့အဆင်မပြေဖြစ်ခဲ့တာပါ။ဒါကြောင့်မို့စစ်နေတဲ့၃နာရီအတွင်းမှာဆိုလင်းဦးအနေနဲ့ပြာများနေကြရတာပါ။ပြန်ဖို့အတွက်ကိုခက်ခဲနေတဲ့အတွက်ဆိုလင်းဦးရဲ့စိတ်ထဲမှာတိတ်အဆင်မပြေတော့ပါဘူး။မစခင်ကလေးကခက်ခဲနေတာကြောင့်ရှုံးဖို့များနမိတ်ပြနေသလားလို့စိတ်ထဲကနေပြီးတော့ထင်သွားတာကြောင့်ပါ။ မြန်မာတွေရဲ့အယူမာကအခုလိုအယူတွေရှိတဲ့အတွက်ကိုဆိုလင်းဦးကလည်းစိတ်ထဲမှာတွေးနေကြတာဖြစ်ပါတယ်။တကယ်ပြိုင်ပွဲရှင်ပြိုင်တဲ့အချိန်မှာလည်းဆိုလင်းဦးကဘလောက်ပဲအနိုင်ရအောင်ထိုးထိုးမနိုင်မဲနဲ့နောက်ဆုံးမှာအမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်။ဒါကြောင့်မို့ပဲဆိုလင်းဦးကပြိုင်ပွဲမစခင်မှာကတည်းကရှုံးနိမ့်ဖို့အတွက်နမိတ်ပြနေခဲ့ရလို့ခံစားနေမိတာပါ။နမိတ်ပြနေလို့ရှုံးသွားတာလားမသိဘူးလို့အင်တာဗျူးမှာလည်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်ဒီဝေဘန်မာကိုသိတဲ့အတွက် သူညံ့လို့လဲရှုံးသွားရတာပါဆိုပြီးတော့ပြောထားခဲ့ပါတယ်။ထိုးတာညံ့လို့ရှုံးသွားရတာဆိုပြီးဆိုလင်းကအမှန်တိုင်းဝင်ခံထားတာလည်းဖြစ်ပါတယ်။ ဆိုလင်းဦးကသူ့အနေနဲ့နောက်ဘွဲတွေရှင်ပြိုင်လို့မယ်ဆိုရင်ဂျော်ဒင်ပြင်ဆင်မှုတွေလုပ်ထားမယ်ဆိုတဲ့အသည့်တွေလည်းရှိလို့နေပါပြီ။ရုရှားပြိုင်ပွဲနဲ့မပြိုင်ခင်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကြောင့်နမိတ်ပြကရှုံးနိမ့်ခဲ့ရတာလို့ယုံကြည်နေတဲ့ဆိုလင်းဦးအပေါ်ဘရိတ်တူရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းဘရိတ်တူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာဘရိတ်တူကြီးနဲ့ပြန်လည်ပြီးတော့အဆုံးတွေ့ကြမှာရှင်။